ဒီရွာမှာနေရင်ယောက်ျားနှစ်ယောက်အသားလေးယူပြီးနေလို့ရတယ်။ဒီရွာမှာနေရင်အိမ်တောင်တစ်ဆက်မကပြုလို့ရပါတယ်။အမျိုးသမီးတွေကလည်းအိမ်တောင်နှစ်ခုကိုတစ်ပြိုင်တည်းယူလို့ရတယ်လို့အမျိုးသားတွေကလည်းမိန်းမနှစ်ယောက်မကယူလို့ရပါတယ်။ဒါတွေမကသေးပါဘူးရှင်။ဒီလိုအိမ်တောင်ပြုတဲ့အိမ်တောင်ဘက်တွေကလည်းညီအမတွေညီအကိုတွေဖြစ်နေတာပါ။ပို့ပြီးတော့ဒူဆန်နာကဒီလိုမျိုးမိသားစုတွေကအိနီကိုလည်းတိန်နဲ့တိန်ထပ်ပြီးတော့စောက်ထားကြပါတယ်။ဒီရွာကဘာကြောင့်အခုလိုမျိုးထူးဆန်းတဲ့ဒလေးတွေနေထိုင်မှုတွေကိုအခုချိန်နဲ့ကျင့်သုံးနေကြတာလဲဆိုတာသိရဖို့အတွက်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါဦးနော်။ ဒီရွာကစီချွမ်းပြည်နယ်မှာရှိတဲ့တောင်တန်းတွေကြားကရှေဟောင်းအာရာရွာဖြစ်ပြီးတော့ရွာရဲ့တက်တန်းကနှစ်ပေါင်း400လောက်ရှိပါပြီ။ဒီရွာမှာနာရှိလူမျိုးတွေတည်တံ့နေထိုင်ကြပြီးတော့ဒီကိုသွားမယ်ဆိုရင်ခြေကျင်သွားတာမျိုးနဲ့လားတွေစီပြီးသွားတာမျိုးတွေပဲလုပ်လို့ရပါတယ်။ ရွာကတောင်တန်းထဲကြားမှာတရှိတာကြောင်းသွားလာရခက်ခဲတဲ့ပြင်ရွာသားတွေကမြို့ပေါ်ကိုတက်ပြီးသွားလာတာမျိုးတော့မရှိကြပါဘူး။ရွာကထွက်တဲ့တီးပြင်စားပွင့်နေနဲ့ပဲစားတောင်နေထိုင်ကြတဲ့ပြင်ကျမ်းမိုင်နဲ့ပတ်သက်လို့လည်းတော်ယုံနေမကောင်းတာမျိုးကိုတော့မြို့ပေါ်ကိုမတက်ကြပါဘူး။သူတို့ရွာကထွက်တဲ့ရိုးရာတိုင်ရင်စေးတွေနဲ့ပဲကုသပြောက်ကင်းကြတာကြောင့်ပါ။အင်ဂျီပေါင်း200နဲ့မိသားစု80လောက်မှအလုံးကမရေပြန်ရောက်ကြပြန်ယူထားကြပါတယ်။ဒါဟာရွာရဲ့အတိတ်ကထိန်းသိမ်းထားတဲ့ဒလေးဖြစ်ပြီးဒီဒလေးကြောင့်ပဲဒီရွာကအခုချိန်ထိအေးအေးချမ်းချမ်းနေနိုင်တာပါ ီလိုမျိုးရွာရဲတလေးတွေကအကြမ်းမပေါ်လာတာတော့မဟုတ်ပါဘူးအမျိုးသမီးတယောက်ကယောက်ျား၄ယောက်လောက်ထိယူထားကြပြီးဒီလိုမျိုးတလေးကဒီကနေ့အပြင်မှာငင်းငင်းချမ်းချမ်းနေနိုင်မှုခက်ခဲပေမယ့်ဒီရွာကလူတွေအားလုံးကတင်းတင်းမြတ်မြတ်နဲ့ငင်းချမ်းစွာနေကြပါတယ်တခါတရံမှာဒီလိုမိသားစုတွေမိဘနှစ်ပါးကလမ်းခွဲသွားတဲ့အခါကြံခဲ့တဲ့သားသမီးတွေကိုတခြားမိသားစုဝင်တွေကစောက်ရှောက်ထားကြပါတယ်မိသားစုတစ်ခုမှယောက်ျားလေး၃ယောက်ရှိရင်၂ယောက်ကအမျိုးသမီးတဦးတည်းကိုယူကြပါတယ်မိသားစုတစ်ခုမှမိန်းကလေး၂ယောက်ရှိရင်အမျိုးသားတစ်ယောက်ကိုယူကြရပါတယ် ဒီလိုမျိုးလက်ထက်ခြင်းတွေကချက်ချင်းမြတ်တာကြောင့်မဟုတ်ပဲမိမာရီရဲ့စီမံမှုကြောင့်ဖြစ်နေတာဖြစ်ပြီးဒီလိုစီမံမှုကိုတာသမီတွေကလည်းကြီးကြီးပြပြလက်ခံကြပါတယ်။ဒါကအမျိုးသားတွေအတွက်တော့ဘာမှသိမထူးကြပေမယ့်အမျိုးသမီးတွေအတွက်တော့ဒီဒလိကအရန်ကိုခက်ခဲလွန်ပါတယ်။အထူးသဖြင့်တယောက်ကြားလေးနှစ်ယောက်ရှိတဲ့အိမ်မှာဒီယောက်ကြားလေးနှစ်ယောက်ရဲ့မိမအဖြစ်လာနေရတဲ့အမျိုးသမီးတွေကအရန်ကိုခက်ခဲပါတယ်။အရင်တောင်ဝင်တွေကိုတယောက်ချက်လောက်ကန်ရတဲ့ပြင်ကလေးတွေရဲ့ဝေယဝတ်ဆောက်ကိုပါတယောက်ချက်လောက်ကြံ့ရတာကြောင့်မဒီလိုမိသားစုရဲ့အိမ်ဆောက်ပုံကလည်းထူးဆန်းပါတယ် ။တင်ရခံမိုးကနောက်တင်ရအင်ရှိဖြစ်နေတတ်ပြီးဒီလိုဆောက်ကြတာကလည်းသူတို့ရဲ့ဒလိတစ်ခုဖြစ်နေပါဗျ။ဒီလိုမျိုးအင်းနေတိဆောက်ထားတာကလည်းအခုလိုမျိုးထူးဆန်းတဲ့ဒလိနဲ့ကျူဖြစ်လာခဲ့တာပါ။ဝင်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကဒီရွာကိုအုပ်ချုပ်ခဲ့တဲ့နာရှိတိုင်းသားခေါင်းဆောင်တွေကရွာရဲ့မြေအနေအထားရရွာမှာလူဦးရေများလာတာနဲ့အမျှနေထိုင်ဖို့နဲ့စက်ပြွေးလုပ်ကင်ဖို့မြေနေရာတွေအများကြီးလိုအပ်နိုင်တာကြောင့်ရွာရဲ့လူဦးရေကိုထိန်းချုပ်ခဲ့ကြပါတယ်။ ဒါကြောင့်အင်ဒီကိုလည်းအခုလိုမျိုးစောက်လုပ်ပြီးနေထိုင်ခဲ့ကြတဲ့ပြင်အင်တိန်မှာရှိတဲ့ယောက်ျားလေးညောင်ကမိန်းကလေးတယောက်ကိုအတူပေါင်းသင်ဖို့ဆိုတဲ့ဒလိတစ်ခုပါပေါ်ပေါက်လာခဲ့ပါတယ်ဒီလိုလောက်တာကြောင့်လူရဲ့ကြိုးပွားတာကိုထက်ဝက်ရှော့ချနိုင်ပြီးမိသားစုတစုကယောက်ျားလေး၃ယောက်စလုံးကအမျိုးသမီးတစ်ယောက်ထဲကိုပဲပေါင်းသိမ့်မယ်ဆိုရင်တော့ရွာရဲ့လူဦးရေကို၃ပုံ၂ပုံအထိရှော့ချနိုင်ပါတယ်။ဒီလိုမျိုးတလေးတွေကြောင့်နှစ်ပေါင်း၄၀၀ကျားလာခဲ့တဲ့ကြောင်ရွာရဲ့လူဦးရေကအများကြီးတိုးပွားမလာခဲ့တော့ပါဘူး။ ကျမတို့ရဲ့နိုင်ငံရဲ့ဓလေ့မှာတော့ဒီလိုလောက်ကြကိုအထူးဆန်းဖြစ်နေနိုင်ပေမယ့်ဒီရွာမှာတော့ဒါကဘာမှမထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုပါရှင်။ဒီဓလေ့မျိုးနဲ့သာနေထိုင်ရမယ်ဆိုရင်ပြည်သက်ကြီးတို့ရောဘလိုမျိုးဖြစ်မလဲဆိုတာမှတ်ချက်လေးပေးခဲ့ကြပါအောင်နော်။နောက်ဗီဒီယိုဒီမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်။